စိတ်ကလေးထွက်မသွားအောင်တတိပြင်ထိမ့်တအောင် ရှိဥစွာဒီလုပ်ငန်းကို အရင်ပေးလုပ်ပါမှသာလျေယောဂီကအခြေခံကောင်းတစ်ခုရနိုင်တယ်အစကောင်းပါမှသာလျေအနှောင့်သေးကြမယ်တဲ့ဟုတ်လားအဲ့ဒီတော့ယောဂီတွေကိုကမ္မထံပေးတဲ့နေရာမှာကြိုက်တဲ့ဣရိယာပုဂ္ဂိုလ်အယူကြိုက်တယ်လို့ထိုင်ဆိုပြီးတော့ပြောခဲ့တယ် ခါဖြောင်းရမေကောင်းမရမေခါဖြောင်းကောင်းမပြီးရင်ပြန်လျှော့ပြီးမေခါမကုံအောင်ခါမကုံသွားရင်တော်ပြီ ကောင်းမငုတ်သွားရင်တော်ပြီမျက်လွာချရမေမျက်လွာချပြီးမိမိရဲ့စိတ်ကို မျက်လုံးဘက်မှာမထားရတော့ဘူးခန္ဓာကိုယ်အစိတ်ပိုင်းဒေတာတွေမှာလည်းမထားရတော့ဘူးခန္ဓာကိုယ်တစ်ခုလုံးလှည့်လူရှုထားပြီးကိုယ့်ရဲ့စိတ်ကလေးကို ရှည်ဥစွာတတိထားပြရမေနေရာလည်းမချသေးဘူး ကိုယ်ရဲ့စိတ်ကလေးကသက်ရှိသက်မဲ့အာယုန်တွေစီကို ရောက်ရောက်မသွားအောင်အာယုန်တွေနဲ့ပတ်သက်ပြီးမစင်စားမိအောင်မတွေးမိအောင် ရှေးဥစွာပြုကျင့်ပါတဲ့မကြခင်အတွဲမှာ အတိုင်းတာတကုစိတ်ကငြိမ်လာပါလိမ့်မယ်နှလုံးလည်းငြိမ်လာပါလိမ့်မယ်တဲ့စိတ်ငြိမ်တာနဲ့နှလုံးငြိမ်တာနဲ့ဘာဖြစ်လို့တွဲပြီးတော့ဒီလိုအသုံးလုံးသုံးပြီးပြောရတာလဲဆိုရင်ပြီးခဲ့တဲ့နေ့က ဟရယဝဋ္ထုယုတ်တိစိတ်တိဘယ်မှာတည်တယ်လဲလို့ရှားဖွေခိုင်းလိုက်တော့ဟရယဝဋ္ထုယုတ်အဲ့ဒီဟရယဝဋ္ထုယုတ်ဆိုတာကနှလုံးအိမ်တွင်ဟရယဝဋ္ထုဆိုတဲ့သွေးတွေပဲပေါ့အဲ့ဒီသွေးဓာတ်လေးပါအာယုံယူလိုက်တော့ဒီလိုယုတ်ကလံအမုံတွေဖြစ်ပေါ်လာတယ်ကမဇာယုတ်စေရဇာယုတ်ဥရုဇာယုတ်ဟရဇာယုတ်ပဲစိတ်က ငြိမ်သက်ရင်ငြိမ်သက်တယ်လို့အေဂျန်ရင်အေဂျန်တယ်လို့နှလုံးအိမ်ကငြိမ်သက်ပါလေနှလုံးအိမ်ကတက်တာပါလေတဲ့မိမိစိတ်ကမငြိမ်ချမ်းရင်မငြိမ်ချမ်းတယ်လို့စူပွက်ရင်စူပွက်တယ်လို့နှလုံးနဲ့ပဲမတက်တာဘူးချမ်းသာရလဲမရဘူးတုံခါပြီးတော့နေတယ်ဝင်လေထွက်လေတွေလည်းပဲယုံရင်ကြမ်းတမ်းနေပေါ့ဒါကြောင့်မို့လို့ မျက်လွာလေးချပြီးသွားပြီဆိုရင်စိတ်ကလေးကို ရှိဥစွာအာယုန်တွေနဲ့မပတ်သက်မိအောင်တတိထားပြီပေါ့ဒါကိုပဲစောင့်ရှောက်တယ်လို့သုံးတာပေါ့နော်စိတ်ကလေးအာယုန်တွေစီကိုရောက်ရောက်မသွားအောင် မျက်လွာလေးချပြီးတာနဲ့တတိထားဘာအာယုန်တွေပေါ်လာမလဲလို့ဒီလိုတတိထားလိုက်တာနဲ့ဘာမှမပေါ်တော့ဘူးတတိထားလိုက်တာနဲ့ပေါ်ခွင့်မရတော့ဘူးပေါ့ အာယုန်တွေစီမပေါ်အာယုန်တွေမပေါ်လာဘူးအာယုန်တွေစီကိုဝိတက်ကမတင်ပေးဘူးဆိုလို့ရှိရင်ဒီစိတ်ကိုအာယုန်တွေစီကို မတင်ပေးဘူးဆိုလို့ရှိရင်အာယုန်တွေနဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားတာတွေဘာတွေမရှိတော့ဘူးအာယုန်ကကျန်တန်ရင်ကျန်တန်သလိုစိတ်တွေကကျန်တန်လဲဒေါသဖြစ်ခဲ့တဲ့အာယုန်စီကိုဝိတက်ကဒီစိတ်ကိုသွားတင်ပေးလိုက်မယ်ဆိုရင်ဒီနှလုံးကပို၍ပို၍တုံခါပြီးတော့နေမယ် ဒုက္ခပြီးနေမယ်ဆိုလို့ရှိရင်ဝင်လေထွက်လေတွေလည်းယုံရင်ကျန်တဲ့နေမယ်ဘယ်လိုမှဒီအာနာပါနကမ္မထံတရားအထုဝါရာအဆင်မပြေဘူးပေါ့ဒါကြောင့်မိမိကမျက်လွှာလေးချပြီးမိမိရဲ့စိတ်ကလေးကိုအာယုန်တွေနဲ့မပတ်သက်အောင်တတိဖြင့်ကြက်မှတ်ထားရမယ်စောင့်ရှောက်ထားရမယ်ခေတ္တခဏ မကြခင်အတွင်းမှာစိတ်ကလေးငြိမ်သက်လာတာနဲ့နှလုံးလည်းငြိမ်လာတဲ့စိတ်ကလေးလည်းအေးသွားပြီပေါ့ဒါကိုပဲစိတ်ကလေးအေးအောင် အရင်လုံးပြီးမှ အထက်နှုတ်ခမ်းဆိုတဲ့နယ်လေးမှာစိတ်ကလေးလာထားရတယ်။ထားနေကြပုဂ္ဂိုလ်တွေက ထားတတ်တယ်ယောဂီရဲ့အသက်တွေကထားမတတ်သေးဘူးလေ့ကျင့်ရမယ်ပေါ့ အာသူများလေဘဏ္ဏာယီငိမ့်နေဆိုတာကိုသွားကြည့်ပြီးတော့မိမိကစိတ်တကြလို့မရဘူးလေဟုတ်ပြီလားအဲအဲ့ဒီတော့ကိုကတရားအာထုတ်တဲ့အကျင့်လေးလာတာတွေကကိုယ့်အတွက်နောက်ကြတာဖြစ်ခြင်းကြောင့်ဘယ်ချိန်မဲဖြစ်ဖြစ်မိမိအတွက်ကနောက်ကြတယ်လို့တော့မရှိသေးဘူးပေါ့ဟောနဟုတ်လားဟိုနဲ့ဒီနဲ့တောင်လာနိုင်တယ်ဆိုတဲ့ဟိုကဒါမိမိအတွက်နောက်မကြသေးဘူးလှုပ်လို့ရသေးတယ်ဟုတ်လား ိမ်မှနေနေတဲ့သူလည်းထိုနည်းတူပဲအပြင်းမသွားနိုင်တဲ့ပုံကိုယ်လည်းပဲအတိညာတွေအတိစိတ်တွေရှိနေသေးတယ်ခုံကလေးမှာထိုင်ပြီးတော့ရက်တည်ပြီးတော့နေနိုင်သေးတယ်ဆိုရင်လည်းနောက်မကျသေးဘူးသင်ယူလို့ရပါသေးတယ်ကိုယ့်ဘက်ကလိုချင်တဲ့စိတ်သာရှိပါစေမိမိအတွက်နောက်မကျသေးဘူးတဲ့လုံလို့ရပါသေးတယ်အတိုင်းတာတစ်ခုလောက်တော့ရသွားအောင်မှာပဲဟုတ်ပြီလား အဲအဲ့ဒီတော့မျက်လွှာလေးချပြီးစိတ်ကလေးကိုအာယုန်နေစီကို ရောက်ရောက်မသွားအောင်တတိတာမကြခင်အတွဲမှာစိတ်ကလေးငြိမ်လာမယ်နှလုံးငြိမ်လာမယ်စိတ်အေးလာပြီဆိုရင် အထက်နှုတ်ခမ်းဆိုတဲ့နှာခေါင်းအရင်ကလေးအထက်နှုတ်ခမ်းဆိုတဲ့နယ်လေးခြိုက်ကလေးရှိတယ်ဗောလက်ကလေးတင်ကြည့်လိုက်ဩငါရဲ့အထက်နှုတ်ခမ်းကခြိုက်ကလေးရှိပါလားမှတ်သားတတ်တဲ့သင်ညာလေးရပြီဆိုရင်အဲ့ဒီမှာ စိတ်ကရှိနေပြီ မျက်လုံးဖွင့်ထားတော်လည်းပဲဒီအထက်နှုတ်ခမ်းဆိုတဲ့နေရာမြင်ရတာမဟုတ်ဘူးမိမိကမျက်လွာလေးချပြီးရင်အဲ့ဒီအထက်နှုတ်ခမ်းဆိုတဲ့နေကိုမိမိအနေနဲ့မမြင်ချင်ရဘူးဟုတ်လားစိတ်ကလေးနဲ့ပဲခံစားပြီးမှတ်သားတတ်တဲ့ပညာလေးရရင်ပဲမိမိစိတ်ကအဲ့ဒီမှာရှိပြီးဉာဏ်တော်ဟုတ်ပြီလား အဲအဲ့ဒီတော့အထက်နှုတ်ကန်းဆိုတဲ့နယ်လေးမှာစိတ်ကလေးထမတသေးရင်လေထတာအောင်လေ့ကျင့်ရမယ်ဆုံးပြချက်ချရမယ်။ငါရဲ့စိတ်ကဒီအထက်နှုတ်ကန်းဆိုတဲ့ဂျိုက်ကလေးထဲမှာပဲရှိနေတယ်ဆိုတဲ့ဒီလိုဆုံးပြချက်အဒီမောက်ခါတော့ရှိရ။ဟုတ်လားမဟုတ်လားစိတ်ကဒီမှာရှိလားမရှိလားမစည်းစစ်နေနဲ့တော့နော်။နောက်သူအဆင်ပြေသွားလိမ့်မယ်။ စေကလေးထားပြီဒီစိတ်ကလေးဒီနယ်ကနေလက်ကနေလက်ကနေအာယုန်တွေစီကို ရောက်ရောက်မသွားအောင်ဆက်လက်ပြီးတတိထားပြီဒုတိယအကျဉ်းချကြတော့ဒုတိယအဆင့်ကြတော့နေရာလေးပြေးလိုက်တယ်အထက်နှုတ်ခမ်းဆိုတဲ့နှကောင်းရဲ့အရင်ခြိုက်ကလေးဆိုပြီးနေရာပြေးလိုက်တယ်အဲ့ဒီနေရာအထက်နှုတ်ခမ်းဆိုတဲ့အာယုန်မှတ်သားတတ်တဲ့သင်ညာအာယုန်လေး အဲ့ဒီအာယုံလေးပေးလိုက်တယ်စိတ်ဤတရားစိတ်ကလေးဒီနယ်ကနေအာယုံတစ်ပါးရောက်ရောက်မသွားအောင်တတိထားပါလေ့ကျင့်ပါတဲ့ဟုတ်လားခြေဦးပိုင်းတော့ရောက်နေဦးမှာပဲအာယုံနေစီကို သူကျက်စားခဲ့တဲ့အာယုံတွေရင်းနေခဲ့တဲ့အာယုံတွေပေါ့လေအဲ့ဒီအာယုံနေစီကိုသူကရောက်ရောက်နေဦးမှာပဲလေ့ကျင့်ခါစား ရောက်ပါစေပြန်ထားပြီးတော့ထပ်ပြီးတော့ထွက်ထွက်မသွားအောင်မတွေးအောင်တတိထားပြီးတော့လေ့ကျင့်လာမယ်ဆိုရင်တရက်နှစ်ရက်ဆိုရင်အကျင့်သာရလာပါလိမ့်မယ်အဲ့ဒီတော့စိတ်ကလေးကိုဒီနေမှာမိမိက ထားလို့ရလာပြီးစိတ်ကလေးထွက်ထွက်မသွားအောင်တတိဘလို့ထားရတယ်ဆိုတာလည်းပဲတတိရဲ့သဘောတရားတတိအလုတ်လုတ်ပုံတွေကိုလည်းပဲရိပ်မိလာပြီဆိုရင်မိမိတွေအခြေခံကောင်းလာပြီနော် တရားလဲအာထုတ်တဲ့တတိဆိုတာလဲဘာမှမသိဘူးကမ္မထံဆိုတာလဲဘာမှမသိဘူးကိုလှုပ်တဲ့ကမ္မထံကဘယ်မှာလန်းဆုံးပြီဘယ်ကိုဆက်သွားမယ်ဆိုတာလဲမသိဘူးပေါ့လမ်းပေါ်သာရောက်နေတယ်ခရီးသွားတဲ့ဦးလမ်းပေါ်သာ ရောက်နေတယ်ငါဘယ်ကိုသွားရမှမသိသွားရမယ်ဥတီကျဲဒါပြောက်နေတဲ့ပုံစံမျိုးလေမဟုတ်ဘူးပေါ့ယခုကြတော့စနစ်နဲ့တကွဒီလိုမျိုး နေရာလေးပေးပြီးတော့လေ့ကျင့်ခိုင်းထားတာနော်ဘာလို့ရင်ဘာဖြစ်နိုင်တယ်ဆိုတာလေးတွေကဒါတွေက အတိအကျရှိတာဖြစ်ခြင်းကြောင့်လေ့ကျင့်ရမှာဘာပြီးဘာလေ့ကျင့်ရမယ်ဆိုတာဒါတွေကအတိအကျရှိပြီးသားအဲအဲ့ဒီတော့နံပါတ်1အထက်နှုတ်ခမ်းဆိုတဲ့ တဏှာမှာစိတ်ကလေးထားပြီးလက်ကနဲ့လက်ကနဲ့ထွတ်ထွတ်မသွားအောင်အာယုန်နဲ့ပတ်သက်ပြီးတော့မစင်းစားမိအောင်တတိထားပြီးနေလိုက်မယ်ဆိုရင်ရက်နှဲငယ်တွေးမှာသဘာဝအတိုင်းသူ့လုံသူ့လုံနေတဲ့လေလေးနဲ့ယင်းနီယင်းနီယင်းနီပြီးတော့သူ့သဘာဝအတိုင်းဖြစ်တဲ့လေလေးနဲ့ယင်းနီပြီးတော့ရတ္တိပြီးတော့တမာရီကိုထူထောင်လို့တတ်သွားမယ် လိုက်ရှာတာတွေလည်းမပါတော့ဘူးဘယ်မှထိဘယ်မှရနိုင်လဲဆိုတဲ့ရှာတဲ့အလုပ်လည်းမရှိတော့ဘူးစောင်းပြီးတော့ပဲသိသွားတယ်လှုပ်ရှူပြီးတော့သိလဲသိတယ်အသည့်မျိုးလည်းမဟုတ်တော့ဘူးစောင်းပြီးတော့သိတယ်အသည့်မျိုးပဲဖြစ်သွားလိမ့်မယ်လေးလေးကနှူးညံ့သိမ်မွေးလို့ဖောတပတ္တာအတွေ့အထိလေ မရလို့မထီထီအောင်လောဘီသိတဲ့အသည့်မျိုးလည်းမဟုတ်တော့ဘူးဆောင်းပြီးတော့သဘာဝလေးလေးကိုသိတဲ့အသည့်မျိုးဖြစ်သွားမယ်လေးလေးလွတ်သွားမှစိုးရိမ်ပြီးအသက်အောက်ပြီးထိမ့်ပြီးတော့ရှူသွင်းရှူထုတ်တဲ့လေမျိုးလည်းမဟုတ်တော့ဘူးသို့သောဘာဝအတိုင်းသူလုံနေတဲ့လေးလေးပဲဖြစ်သွားလိမ့်မယ်ပေါ့တတ်မှတ်ပေးတဲ့နေလေးကိုလှုပ်ပြီးနှာခေါင်းတွင်းဝမ်းတွင်းဝင်သွားတဲ့လေလည်းမဟုတ်ဘူးလိုက်သိတဲ့လေမျိုးလည်းမဟုတ်တော့ဘူး သမပေးတဲ့နေကနေကြော်ဖြတ်ပြီးထွက်သွားတဲ့လေကို လိုက်ပြီးသိနေတဲ့အသည်မျိုးလည်းမဟုတ်တော့ဘူးစောင်းပြီးတော့သဘာဝလေးလေးကိုစောင်းပြီးတော့သိအဲ့ဒီသဘာဝလေးလေးနဲ့ရင်းနေပြီးသူ့လို့သူ့လုံးနေတာလေးကိုပဲစောင်းပြီးတော့သိနေတဲ့အသည်သည်သူခောစာဝိဟာရောချမ်းချမ်းသာသာ နေထိုင်ရကြောင်းပဲလို့မြတ်စွာဘုရားချီးမွမ်းခမ်းနဲ့ကိုက်ညီဖို့ရန်အတွက်ဒီလိုခိုင်းပါတယ်ဒီလိုစိတ်ကလေးကို တဘာဝလေးလေးနဲ့ရင်းနှီးအောင်စိတ်ကလေးကို ရှည်ဥစွာထားပြီးလေ့ကျင့်တဲ့အလုပ်တွေကို မခိုင်းမင်းတဲ့ယောဂီတွေကိုစိတ်ကလေးဒီမှာထားပြီးလေကို သွားရှုပါလို့လှုပ်ပေးလိုက်မယ်ဆိုရင်လေလေးဗမာယမလဲလိုက်ရှာတာမျိုးတွေလှုပ်ရှူတာမျိုးတွေအာထီအောင်လိုချင်ပြီးမထီထီအောင်ပါဇန်နှခန်းနေအာယုယူပြီးတော့ မျက်နာအာယုပြီးစိတ်ကိုဖိတားခြင်းဖြင့်ထိတာကိုယူပြီးတော့ရှုတာတွေဒါမျိုးတွေဖြစ်ပေါ်လာပြီးဆိုရင် မျက်နာတစ်ခုလုံးတင်းလာလိမ့်မယ်မာလာလိမ့်မယ်ပေါ့ဒီတိုင်းလွတ်ပေးလိုက်လို့မိမိကသွားပြီးရှုလိုက်တဲ့အချိန်ခါမှာလေလေလွတ်သွားမှာစိုးရင်ပြီးတော့အသက်ကို အောက်ထားပြီးထိမ့်ပြီးတော့ရှုသွေးနေတယ်ထိမ့်ပြီးရှုထုတ်နေတယ်ထိမ့်ပြီးရှုသွင်းရှုထုတ်နေတာဖြစ်ခြင်းကြောင့် ရင်ထဲမှာလည်းပဲတင်းကြလာမယ်မွန်းကြလာမယ်မောလာမယ်ပင်ပန်းလာမယ်တဲ့အဲအဲ့ဒီတော့ထိမိတော့ရှူသွင်းရှူထုတ်တဲ့ဆိုတဲ့လုပ်ငန်းရတွေလည်းပါဝင်လာလိမ့်မယ်တဲ့နောက်တကူတတ်မှတ်ပေးတဲ့နယ်လေးကိုလှုပ်ပြီးနှာခေါင်းတွင်းဝမ်းတွင်းဝင်သွားတဲ့လေနောက်တွေရှောက်ပါနေမယ်ထွက်သွားတဲ့လေအနောက်တွေလိုက်နေမယ် ဝင်လေထွက်လေအနောက်တွင်လိုက်နေမယ်ဆိုရင်လည်းမသက်သာဘူးပင်မှန်းပြီးတော့စိတ်ပြန့်လွင့်နေကြလဲများပြီလိမ့်မယ်တဲ့ဒါပါကြောက်လဲဆိုတော့စိတ်ကမ်းမရှိလို့ဒီလိုတွေဖြစ်သွားတာတဲ့ကိုလုံးနေတဲ့အလောက်ဟာစီးမရှိ ကမ်းမရှိညံမရှိပဲနဲ့ဒါလှုပ်ချင်ရာတွေလှုပ်နေလို့ဒါယောဂီတယောက်အနေနဲ့မသက်သာဘူးမချမ်းသာဘူး မြန်မြန်ဆန်းဆန်းတမာရီဖြစ်တင့်ပါလျက်နဲ့ရက်တွေလာတွေနှစ်တွေကြပြီးအခက်ခဲတွေလည်းပဲပါဝင်လာပြီးတော့ဗုဒ္ဓဓမ္မရဲ့အနှစ်သာရအယတာတွေမခံစားကြရဘူးဖြစ်သွားတယ်။ဒါပေမဲ့တသက်သာသာမရပေမဲ့လည်းပဲဩကုသိုလ်ရပါတယ်ဆိုပြီးတော့တဝင်ယုံကြည်ခြင်းဆိုတဲ့သရတရားတွေကကိန်းဝတ်ပြီးတော့လူလာဖြစ်ကြတာဖြစ်ခြင်းကြောင့် ချမ်းချမ်းသာသာမခံစားရတော့လည်းပဲ ကုသိုလ်ရတဲ့ဆိုပြီးတော့ကြိတ်မိတ်ပြီးတော့လုံတော့လုံနေကြတာပဲဟုတ်ပြီလားတကယ်တကယ်စီးတွေကန်းတွေနဲ့စနစ်တကျအတိုင်းလိုက်နာပြီးလုံလိုက်မယ်ကျင့်သုံးလိုက်မယ်ဆိုရင်သာသနာမှာအမြင့်တွေသွားပါလိမ့်မယ်ဒါကြောင့်မလို့ယောဂီတွေကမ္မထံအားထုတ်တဲ့နေရာမှာ မပင်မပန်းမဲ့နဲ့တက်တက်သာသာ မြတ်စွာဘုရားချီးမွမ်းခမ်းတဲ့အညီအာနာပါနကမ္မထံကိုပွားများမယ်ချိန်ဖန်များစွာ ပွားများလေ့လာမယ်လေ့ကျင့်မယ်ဆိုရင်ဒုခောဇဝိဟာရောချမ်းချမ်းသာသာနေထိုင်ရကြောင်းတရားကောင်းပဲတဲ့ဒါကစိက္ကနေနီလန်းနေနဲ့ဉာဏ်ရှင်ပြီးဉာဏ်သံပယောဉာဏ်ရှင်ပြီးအလုံးလုံးတတ်တဲ့ပုဂ္ဂိုလ်တွေ အချိန်တန်ပြီဆိုရင်ဒါဖြစ်ပေါ်လာတယ်ချက်ချင်းကြီးတော့တရားအထုတ်ထုတ်ခြင်းတော့သူကောဇာဝိဟာတော့ချမ်းချမ်းသာသာ မရှိသေးဘူးတဲ့ဘာကြောင့်လဲဆိုတော့စိတ်ဖြင့်မမြင်ရတဲ့အာယုံကိုစိတ်ဖြင့်ရင်းနှီးပြီးတော့လုံရတာဖြစ်ခြင်းကြောင့်ရှုမှတ်တဲ့နေရာမှာကျွမ်းကျင်မှုမရှိဘူးမလိမ္မာဘူးဆိုရင် စိတ်ဤတက်တာရမရဘူးစိတ်ဤတက်တာရမရဘူးဆိုရင်စိတ်ပင်မန်းတယ်တဲ့ စိတ်ပင်မန်းနေဆိုတာအလွန်တရာမှမွန်းကျက်တယ်ပင်မန်းနေသဘောရှိတယ်ဟုတ်လားကဲအဲ့ဒီတော့နံပါတ်2အထက်နှုတ်ခမ်းဆိုတဲ့နယ်လေးမှာစိတ်ကလေးထားထားပြီးတော့ထွက်မသွားအောင်လေ့ကျင့်ထားမတတ်သေးရင်လည်းထားတတ်အောင်လေ့ကျင့်ထားပြီးရင်လည်းပဲထွက်မသွားအောင်လေ့ကျင့်ဘာနဲ့ကျင့်မှလဲတတိနဲ့ကျင့်ရမယ် တတိကအမှတ်ရခြင်းမမေ့ပြောက်ခြင်းနောက်တနည်းဆောင်းရှောင်းခြင်းဒီစိတ်ကလေးကိုဒီနေမှာထားပြီးထွက်ထွက်မသွားအောင်အာယုန်နဲ့ပတ်သက်ပြီးမစင်စားမိအောင်မတွေးမိအောင်တတိထားပြီးတော့ဒါလေ့ကျင့်ရမဲတဲ့ထားတတ်လာပြီးအကျင့်ကလေးရလာပြီးဆိုရင်သဘာဝအတိုင်းနှကောင်းမှထွက်နေဝင်နေတဲ့လေလေးနဲ့တွဲ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 ပြီးတော့သိလာမယ်ဆက်လက်ပြီးတော့စိတ်ကလေးကိုပဲတတိထားမယ်ပူပူပူယဉ်နေလာမယ် စိတ်ကလေးကိုတတိထားလေလေနဲ့ယင်းနီးလေပဲတဲ့အခြားခြားသောအာယုံတစ်ပါးစီကို စိတ်ကလေးကရောက်မသွားဘူးဆိုလို့ရှိရင်စိတ်ရဲ့အလောက်ကဘာလဲဆိုရင်ဝိဇဏနလက္ခဏာစိတ်တံအာယုံကိုတည်ခြင်းရယူခြင်းအခြားခြားသောအာယုံနဲ့နဲ့သွားပြီးမပတ်သက်နဲ့ဒီအထက်နှုတ်ခမ်းနေမှာပဲနေစမ်းမှာဒီလိုမျိုး အထက်နုတ်ကန်းဆိုတဲ့နယ်လေးမှာပဲစိတ်ကလေးကနေနေရတယ်ဆိုရင်ထားတတ်တယ်ဆိုရင်သူ့အလုပ်သူလုပ်သွားမယ်အာယုံကိုသိချင်းရယူချင်းဘာကြောင့်ဒီအထက်နုတ်ကန်းဆိုတဲ့နယ်မှာဒီစိတ်ကိုထားရတာလဲဒီနှာခေါင်းနှာပေါက်ကနေပြီးဝင်ကာထွက်ကာဖြစ်နေတဲ့လေအာယုံလေးကိုသိချင်းလို့အဲ့ဒီအထက်နုတ်ကန်းဆိုတဲ့ဇုံတနေရာမှာထားတယ်ဘယ်နှာခေါင်းပေါက်ကပဲထွက်လာထွက်လာဒီဇုံတနေရာကစောင့်နေပြီးတော့သိနိုင်နေဖို့ အဲအဲ့ဒီတော့ဒီစိတ်ကလေးကိုဒီနယ်လေးမှာမိမိကတတိထားပြီးလေ့ကျင့်နေမယ်ဆိုလို့ရှိရင်ဝင်လေထွက်လေနဲ့ပို၍ပို၍ပို၍ယင်းနီလာမယ်ဘယ်လိုလေနဲ့ယင်းနီလာမယ်ဆိုရင်အော်သူ့အလို့သူလုံးနေပါလားဆိုတဲ့သဘာဝလေလေးနဲ့ယင်းနီလာမယ်အဓိကလိုချင်တာကအဲ့ဒီသဘာဝလေလေးနဲ့ယင်းနီပြီးတမ္မာသမာဓိဖြစ်တဲ့ဧကဂရဟသမာဓိအဖြစ်သို့ ရောက်သွားတာကိုလိုချင်တယ် လေအာယုံတစ်ခုတည်းမှာပဲစိတ်ကလေးကြာရောက်ပြီးတော့တည်ငြိမ်နေတာကိုလိုချင်တယ်။ဘလောက်ကြာကြာလိုချင်လဲ9မိနစ်10မိနစ်မိနစ်20မိနစ်30တနာရီတွေးလဲမတွေးဘူး။အိမ်လဲမငိုက်ဘူးဘဝင်လဲမကြဘူး။စိတ်ကလေးထွက်သွားရင်လဲတွေးခွင့်မရဘူးချက်ချင်းပြန်ပြီးထားနိုင်တယ်ရှုပ်နိုင်တယ်ဒီလိုအနေထားမျိုးကိုလိုချင်တယ်။အဲ့ဒီအနေထားမျိုးကိုယောဂီတွေကတာဝန်ချေအောင် လုပ်ပေးနိုင်တယ်ဆိုရင်မိမိအလိုရှိရာတောင်းတအပ်တဲ့အလင်းနဲ့ရှင်တွဲနေတဲ့ ပရမဇံဒုတိယဇံတတိယဇံသရုဒ္ဓဇံကိုရပြီလိမ့်မယ်။ကဲအဲ့ဒီတော့အထက်နှုတ်ကန်းဆိုတဲ့နေမှာစိတ်ကလေးထားပြီးထွတ်ထွတ်မသွားအောင်မတွေးအောင်တတိထားပြီးလေ့ကျင့်ပြီးတော့နေလိုက်လို့ဝင်လေထွက်လေနဲ့ယင်းဒီယင်းဒီပြီးဝင်လေထွက်လေအာယုံစီပဲစိတ်ကကြရောက်သွားပြီဆိုရင်စိတ်တို့မြည်သည်အာယုံနှစ်ခုပြိုင်မယူဘူးတဲ့ ရှေးဦးပိုင်းကတော့အထက်နှုတ်ခမ်းဆိုတဲ့အာယုံကိုပဲယူပြီးတော့သူ့ကိုထိမ့်သိမ်းဆုံးရှောင်ထားတယ်။လေအာယုံလေးကဒီလမ်းကြောင်းကပဲထွက်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 နေတော့ထွက်နေဝင်နေတော့ဒီအာယုံလေးကိုဒီစိတ်ကလေးကတိ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 လာတယ်။အာကြလေးယင်းနီယင်းနီယင်းနီပြီးတော့အဲ့ဒီသူယင်းနီလာတဲ့ဒီလေအာယုံမှပျော်ပဲ့ပြီးတော့လေအာယုံစီပဲလုံးဝကြောက်သွား။လေအာယုံစီကိုလုံးဝကြောက်ရွံ့သွားပြီဆိုရင် ရှေးဘိုင်မှတ်သားထားတဲ့အငှားအနေနဲ့မှတ်သားထားတဲ့ အထက်နှုတ်ခမ်းဆိုတဲ့အာယုံကလေးကပျောက်သွားတယ်။ထပ်ပြီးတော့မရှာနေတော့လေအာယုံမှာပဲမိမိကတစိမ့်တည်းကြာရောက်နေအောင်သားလေရင်နေထိုင်ပြီးတော့ကျင့်ပြီးတော့ဘောတမ္မာသမာဓိနဲ့ပဲနေတော့ပေါ့ဟလားကဲမိမိကဒီအထက်နှုတ်ခမ်းကို ပြန်ပြီးတော့လိုချင်နေဆိုရင်ရောမရဘူးလားရတယ်စိတ်ကအာယုံနှစ်ခုကိုခွာပြီးတော့ဟိုပြေးတည်ပြေးအလုံးလုံးရမယ် အထက်နှုတ်ခမ်းဆိုတဲ့အာယုံကိုလည်းယူနေတယ်လေအာယုံကိုလည်းယူတယ်ဗျိုင်းတူသိနေတယ်လို့ခံစားရတယ်ဒါပေမဲ့ဒီစိတ်ကဗျိုင်းတူသိနေတာမဟုတ်ဘူးအာယုံနှစ်ခုစီကို ပြေးနေတာစိတ်က သူ့ရဲ့ဆောင်ရွက်ချက်လုပ်ငန်းကအလွန်တရာမှလှင်မြန်တဲ့သဘောရှိတယ်ကဲအဲ့ဒီတော့မိမိကလေအာယုံစီကိုကြာရောက်သွားပြီဆိုရင်လေနဲ့ပဲနေလိုက်တော့တဲ့ အထက်နှုတ်ခမ်းဆိုတဲ့နယ်လေးမှာစိတ်ကလေးထားပြီးတော့စိတ်ကလေးလက်ကနဲ့လက်ကနဲ့ထွတ်ထွတ်မသွားအောင်တတိထားတယ်လေးအာယုံကိုစိတ်ကပြေးဝင်သွားပြီးဆိုရင်လည်းပဲလေးအာယုံကိုသိနေတဲ့စိတ်ကလေးထွတ်ထွတ်မသွားအောင်တတိထားပြီးတော့ဆက်လက်ပြီးတော့တမာရီထူထောင်သွားရမေးတဲ့ယောဂီကဒီစည်းကံအတိုင်းပဲ1 2 3အစီအစဉ်အတိုင်းလေးဒီလေးအာယုံစီကိုဝင်ရပါတယ်တဲ့ သမ္မာသမာဓိဧကဂရသမာဓိစခန်းကိုယခုပြောလိုက်တဲ့အစီအစဉ်တိုင်းတင်းနေသုံးဒီလိုမျိုးအစီအစဉ်တိုင်းဝင်သွားမယ်စိတ်ကလေးကိုစောင့်ရှောက်ရှောက်ရှောက်ပြီးတော့သွားခြင်းသည်အလွန်အလွန်နှူးညံ့သိမ်မွေ့တဲ့လေလေးကို ရှုဖို့ရန်အတွက်စိတ်စေတသိက်တွေဟာဒီအမတန်မှနှူးညံ့ပါれဆိုတဲ့လေလေးကို ရှုဖို့ရန်အတွက်ညီညွတ်ဖို့ရန်အတွက်ပြင်ဆင်ရလေရောက်ပါれတဲ့ ချ်ချင်းကြီးသွားပြီးတော့လေကိုကင်တွေ့ပြီးရှုလိုက်မဲ့ဝိရိယတွေလွန်မဲ့တမာတိတွေလွန်မဲ့အာညာလည်းမရှင်မှုဆိုရင်တော့ဒီပုံစံတိုင်းသွားမယ်ဆိုရင်တော့တမာတိလည်းမဖြစ်ဘူးအခက်ခဲတွေလည်းပဲတိုးပွားလာလိမ့်မယ်မိမိလည်းတမာတိမဖြစ်ဘူးအခက်ခဲတွေတိုးပွားလာရင်လည်းဆရာသမားလည်းပဲထက်ကထက်ကရှင်းရတာအချင်းတွေပို့ပေးရတယ်ကဲယခုပေးလိုက်တဲ့နေ့စနစ်ကယောဂီအတွက်ဘာအခက်ခဲတစ်ခုမှမရှိစေရဘူးတဲ့ ပင်ပန်းဓာရီမွန်ကြတာတွေမျက်နာတစ်ခုလုံးတင်းတာမာတာတွေဒီပြဿနာတွေလုံးဝမရှိစေရဘူးတဲ့ဟလားအဲ့လိုမျိုးစိတ်ကံလေးနဲ့နီလန်းလေးနဲ့ညံရှင်ပြီးသွားတတ်တဲ့အလေးချင်းလေးလုံးပါတမနစ်ပဲထိုင်ထိုင်နမနစ်ပဲထိုင်ထိုင်တဏှာကြီးပဲထိုင်ထိုင်ဒီစိတ်ကံအောက်မှာသာလုံးပါလေးချင်းမှာတဲ့ဒါမိမိအတွက်ဘာဖြစ်သွားမလဲဆိုရင် ကောင်းမွန်တဲ့မျိုးစေ့ကောင်းလေးတစ်ခုဖြစ်သွားမယ်ပါရမီ မျိုးစေ့လေးတစ်ခုရသွားပြီလိမ့်မယ်တဲ့ဟုတ်ပြီလားဒါကတော့ယောဂီတေကောယောဂီအဟောင်းကောနော်ပြန်လီပြီးတော့ယောဂီဟောင်းလည်းပဲနာဘူးထမှန်ပို့ပို့ရှင်းတဲ့ယောဂီအစ်အတွက်လည်းပဲအကျိုးရှိတယ်ပေါ့ဟာလားကဲယောဂကမ္မထမ်းဆိုတဲ့လုပ်ငန်းခွင်ကိုပြန်ဝင်ကြမယ်ဇေယခွက်ကိုပြန်ကြိုင်နိုင်မယ် ကဲညနေပြီးကြတဲ့နေ့ကညနေပိုင်းကယုတ်ကမထပိုင်းသကု